ှင်သန်ခွင့်ပေးပါစကားကြော်ပွဲနဲ့တရုတ်ဆောင်တဲ့မိဆက်ပွဲပြုလုပ်တဲ့အခမ်းအနားကိုဇူလိုင်လ28ရက်နေ့ကရန်ကုန်မြို့ Central Hotel မှာပြုလုပ်ခဲ့ပါတယ်။ဒါရိုက်တာနေပိုင်ရိုက်ကူးမဲ့ရှင်သန်ခွင့်ပေးပါစကားမှာတော့ Academy တရုတ်ဆောင်တွေဖြစ်ကြတဲ့လူမင်းမမိုးမြင့်အောင်တို့နဲ့အတူတရုတ်ဆောင်တဲ့ရှိုင်းစီတို့ကအဓိကပါဝင်တရုတ်ဆောင်သွားမှာဖြစ်ပြီးဒီကြော်ပွဲပြီးအခမ်းအနားမှာတရုတ်ဆောင်တဲ့ရှိုင်းစီကိုလည်းမိဆက်ပေးခဲ့ပါတယ်။ တရုတ်ဆောင်တဲ့ရှိုင်းစီကရှင်တန်ခွင့်ပေးပါစကားမှာပါဝင်တရုတ်ဆောင်မဲ့အကြောင်းအရာတွေအကြောင်းကိုအခုလိုပဲပြောပါတယ်ကျွန်တော်အမှုပညာကိုယနေ့အမြန်လို့ဝါသနာပါတော့လေဒီအမှုပညာကိုပဲဆက်ပြီးတော့ပဲကျွန်တော်ရှေ့ဆောက်ပြီးတော့ကြိုးစားပြီးတော့လောက်ကန်လောက်ဆောင်သွားမှာပေါ့နော်ဘလောက်ပဲအခက်အခဲတွေပဲဖြစ်ဖြစ်ပါကျွန်တော်ကြိုးစားသွားမှာပဲလို့ရှင်နေလဲရိုက်ဖို့တော့စီစဉ်နာရတော့ရှိရပါတော့ဟုတ်စကလန်ကောင်းကောင်းလေးတွေနဲ့အဲ့လိုမျိုးရိုက်ဖို့တော့စီစဉ်နာဖို့ရှိပါတယ်ဟုတ်အန်ဒီကတော့ရန်ကုန်မှာပဲရိုက်ပြရန်ကုန်နဲ့တန်လှန်ပေါ့နော်အဲ့ဒီကူမှာပြပြရိုက်မယ်လို့ပြောပါတယ်ခင်ဗျာဟုတ် တက်တောက်နေနေပါတော့လိုအပ်ချက်တွေလည်းအများကြီးရှိတယ်အဲအဲ့ဒီလိုအပ်ချက်တွေပေါ်မှာနားလည်ခွင့်လွှတ်ပြီးတော့အဲအပေးကြပါလို့ပဲပြောချင်ပါတယ်။ Academy တရုတ်ဆောင်မမို့မြင့်အောင်ကနေတရုတ်ဆောင်တဲ့ရှိုင်းစီကိုအမှုပညာကိုချိန်ရင်အမှုပညာကပြန်ချစ်မယ်လို့မှတ်ချက်ပေးပြောကြခဲ့ပြီးရှိုင်းစီအပေါ် သူ့ရဲ့အမြင်ကို အခုလိုပဲပြောပါတယ်။သူအမှုပညာလောဘရှိစေခြင်းနဲ့အမှုပညာလောဘအားနဲ့မိုးရအမှုပညာလောဘကြီးတယ်။ယူသူမှုအားပေါ့နော်။ယူသူမှုအားတော့ ့ပိုရှိစေခြင်းနဲ့သူအေးတယ်ပြင်မအနေအေးတဲ့ခါကျတော့နည်းနည်းလေးဟိုမမလို့ YouTube မျိုးနဲတယ်လို့အမြင်ဖြစ်သွားတာပေါ့နော်အမှန်တော့သူကအနေအေးတယ်လို့သူမိဘပြောပါတယ်ဆိုလိုရင်ကတော့ဟိုပတ်ဝန်းကျင်မှာဟိုအဓိကလေးဟိုဘလို့အမှုပညာကိုချစ်တဲ့အမှုပညာတိုင်းဝိုင်းမှာဘလို့နေတဲ့နယ်စွာလေးကိုသိစေခြင်းရှိုင်းစီဟာလိုတာယာမေတ္တာရှိုက်တန်ရောက်ပါကြီးကိုဝင်းရံကြမာကြီးတောင်းနေစုနေပြည့်တဲ့အချိန်စတဲ့ဗီဒီယိုဇာကားငါးကားကို ဝိုင်းရင်တရုတ်ဆောင်များနဲ့တွဲဖက်ရိုက်ကူးထားတာဖြစ်ပြီး2015ခုနှစ်ကလည်း T-Series CD ထွက်ရှိခဲ့တယ်လို့သိရပါဗျာ။